psychology of money အခန်း6အမိပိုင်းလေးပါထုတ်တယ်မဲ့လေတင်အနိုင်ရတာပဲတင်ရဲ့အချင်းထောက်ဝက်လောက်မှာ အမလုံးကြီးရင်ရင်တောင်မှတင်ကန်ကောင်းနိုင်ပါသေးတယ်ဒီစုနဲ့ရွေးခွန်နေကြတာဟင်သုံးကယ်လောက်ရှိပြီတဲ့ကျွန်တော်ဘာလို့ဝေယုတင်ချာကုဆာလေးပဲရှင်းပါတချို့ project တွေကအလုပ်ဖြစ်တဲ့တချို့ပါအလုပ်မစစ်ခဲ့ကြီးဒါပေမဲ့အဲ့လာလေးပို့ထပ်ပါထပ်ပါလွတ်เสียအကြောင်းတော့မရှိဘူးကြာကထက်တခုကိုပဲကျွန်တော်ဆက်လက်တယ်ရင်သမီး အန်ဂျယ်လီနာဂျူလီရဲ့ခင်မဟွန်ဖြစ်ဘူးနမကြီးဟောလီဝုဒ်ဘုရှင်မင်းသားဘရက်ဖစ်ကစခွင်အတာကုစုတို့လက်ခံစီအခါကပြောခဲ့ရပါဟိုင်းစ်ဘတ်ဂွင်ဟာ1936ခုနှစ်မှာနာဒီဂျာမနီမှာထကီလာသူပါသူဟာအမေရိကန်မှာအခြေချပြီးကယ်လီဖိုးနီးယားပတ်သက်သူဘာကလေးမှာစပ်ပီပညာတည်ရှိပုခဲ့ပါတယ်သူမျိုးရစဉ်အခါကဘာမှဟုတ်တိပတ်တိချစ်တွန်းခဲ့တယ်ရှိခဲ့သို့တော့1936 63နှစ်နောက်ပိုင်းမှာသူဟာအအောင်မြင်ဆုံးသောအမှုပညာပြည်ပြရောင်းဝယ်သူဖြစ်လာခဲ့တာ2000နှစ်မှာ High Scarpe ha Picasso's Braque Cleese မာတီဆက်စတိုရဲ့အနုပညာဖြည့်စည်းများသူများအပြားပူဂျာမနီအစိုးရထံယူရိုတန်တရာပူတောင်းချခဲ့ပါနဲ့ရှော်စင်းနဲ့ရောင်းချပေးခဲ့တာဖြစ်ပြီးဂျာမနီအစိုးရကဂျင်းကိုအလူတကူအနေနဲ့သတ်မှတ်ပေးခဲ့တာရဲ့ဘာချက်ဝယ်စေကအဲ့ဒီအနုပညာဖြည့်စည်းများကိုပုံမှန်ဒေပတ်မှာရောင်းချပါကအမေရိကန်ဒေါ်လာ10ဘီလီယံကျော်ရရှိနိုင်လို့ပါလူတအိုးကအနုပညာလက်ရပေါင်းများစွာပူကောင်းထနိုင်ခဲ့တာအအောင်စရာတဲ့အနုပညာက အစီရင်ရှိနေကြတဲ့အသက်ငွန်ရဲ့ကရှာခွေစူးစောင်းလာတဲ့အမှုပညာလက်ရာတွေဟာဂျန်ဥနစ်ချီရဲ့တမိုးကြီးအမှုပညာစစ်စားမှုကိစ္စတွေဆစ်လာမယ်လို့ဘသူကညာဘလို့ကြုံလွန်နိုင်မယ်လို့ဒါကိုကျွမ်းကျင်မိလေကြိုးလို့ရပါဝဲကဲကောင်းလေလို့လဲကြိုးလို့ရတယ်အဲ့ဒါကို Horizons Research ဒီနည်းနဲ့မှုလုံလုံကတတိယအမည်အနေနဲ့ရှင်းပြခဲ့ပါတယ်အဲ့ဒီအရာမှာယင်းညွန့်ညံတင်များနဲ့အယောင်ဆက်မယ်ခါ ထမ်းမြောက်တဲ့ဂျင်းကြီးမြုံနယ်တင်များဟာအနုပညာတစ္စည်းအများအပြားကိုကြီးကြရေဖို့ Horizon Research ကကြီးသားခဲ့ပါတယ်။အနုပညာတစ္စည်းစုဆောင်ခြင်းဟာဂျင်းကြီးမြုံနယ်မီတိုကီရဲ့အစိအပိုင်းတစ်ခုဖြစ်လာပါတယ်။၎င်းတို့ကိုနှစ်ကာလတာရှိစွာခေတ္တခါချင်းကနေအကောဟောအရာတကူအထစ်ပြန်လည်ရရှိနိုင်ပါတယ်။ဂလင်းပညာပစ္စည်းရောင်းဝယ်တင်များဟာဂျင်းကြီးမြုံနယ်မီရမုံ Indus Bank Oden New အလုပ်လုပ်ကြတာပါ။သူတို့ဝယ်ယူနေတဲ့များအလုံးဝယ်ယူပါတယ်။ သူတို့ဟာတခုချင်းတီအဖြစ်အပိုင်းတခုတီမဝယ်ပဲအဆူလက်အတော်ရိုက်လဲပါတယ်အထင်ကသူတို့ဟာဒီခွက်ကောင်းကောင်းနဲ့တကယ်ဝယ်မဲ့သူကထိုင်ဆောက်ပါတော့တယ်ဒါဟာအထီးအတက်အကုန်ပါပဲ high school တည်းရဲ့အနည်းကညာစုပိုင်းအရှိကိုစကောင်ရကနော်ဟာဒီတမိငက်တာဒါကန်ရတာလေဒီတော့အနည်းပညာပစ္စည်းတရားပိုင်းလုံးတာတိကဆိုရီခိပုတာပဒနာကြတာပါ high school ဟာအညာအဖြစ်နိုင်နေပါလေ နောက်ဆုံးမှာတော့အမခန်းမှန်ကန်နေတဲ့ပါတိပွားရေးနဲ့ယူနီယံငယ်မိများဆိုဟာခုပုံကနဲ့အလုံးလုံးကြပါဂျားလက်အများဆုံးနဲ့အစုံဆုံးစက်ဝေပြေးနိုင်နေကောဘာနာရေးမှာကြီးမားတဲ့ဩဇာလက်မှုမှုရှိပါတော့ကြည်တည်မဲ့အဖြစ်အပျက်အနှဲငယ်ကတာအဓိကကြတဲ့ရလက်များဖို့ခတ်ပေါ်စီရပါတင်ဟာတင်ချဖို့နားလည်နေတော့မှအဲ့ဒါဟာနားလည်ရခတ်ပါဂင်းညွန့်နံဒီတူဟာကာလာအပိုင်းအထက်တော်ဝတ်လောက်မှာတားနေတော့လဲဆဲကမင်းနေတောင်းကို အလိုလိုတည်ငင်လာရကုတ်ပါပြီဆိုလိုတာကအရာတတော်နန်းနန်းတရှုံးအတွက်တန်တယ်လောက်ပါတော့တည်ပြီးကျွန်တော်တို့တော့တတ်ပါတယ်အဲ့ဒီအရာတွေတော့တဲ့ကျွန်တော်တို့တရှုံးခဲ့တဲ့အခါဒလင်ကဲကဲတိုကျိုနေပါလေတဲ့မော်ဒစ်နီရဲ့ဒုရှင်အဖေမှာတတ်တလေးရှိရဲ့မီကီမတ်စ်ကဒေချွန်ကြီးတင်မောမန်းလီတဲ့စတင်ဘောဂီကာတော့ရုပ်ရှင်အတူလေးကိုမြင်ဝကြမှာပါတွန်ဘောဝီလီသာဒစ်နီရဲ့ကာတော့ကင်ထုတ်လုပ်ရေးများတဲ့ကအပုပ်ပါ စီးပွားရေးအရာအောင်မြင်မှုကတခြားအတောင်းလာကတူပါဒစ္စနီရဲ့တခမအိုးတော့ KDU ဟာဒီပါလီခံခဲ့ရပါတယ်သူအရေးရှင်များဟာထုံးလုံးငုတ်ကိုကြစေအလွန်ကြည့်ပြီးအလွန်အမင်းငွေကြေးထောက်ပံ့ရေးလိုအပ်ခဲ့1930မိနစ်လယ်လောက်ဟာဒစ္စနီဟာကတ်တုံးရုပ်ရှင်ပေါင်း400ကျော်ကိုထုတ်လုပ်ခဲ့ပါတယ်ကတ်တုံးရုပ်ရှင်အများစုကဇလန်းတို့များဖြစ်ပြီး ကြည့်ရှုသူအများပြားကသဘောကျနှစ်သက်ခဲ့ကြပါတယ်သူပင်မဲ့အတူညက်တော့များခဲ့ပါဘူးစနိုဝိုက်နဲ့လူပလေးခုနှစ်ယောက်ဇလတ်ဟာအရာရာကိုပြောင်းလဲဖြစ်ခဲ့ပါ1938ခုနှစ်ပထမ6ဝတ်တာကာလမှာလေအမေရိကန်ဒေါ်လာရှစ်တန်းရရှိခဲ့ပြီးကိုမနီမှလခင်ရရှိခဲ့တဲ့လူငွေပမာဏထက်ပင် ်များပြခဲ့ပါတယ်။အဲဒီအရာက Disney Studio ကိုကြောင်းလက်ပစ်ခဲ့ပါတယ်။ကုမ္ပဏီရဲ့အတွေ့အလုံးကိုလည်းဆက်နိုင်ခဲ့ပါတယ်။အဓိကကျတဲ့ဝန်ထမ်းများလည်းအပေါ်စုဝင်များတရှိခဲ့ပါတယ်။ Barbie New မှာ Studio အတစ်တစ်ခုတည်ဆောက်ခဲ့ပြီး Yes Studio မှာယနေ့ထိရှိနေသေးပါ။ဒါအပြင် Oscar ဆုရရှိခဲ့ပြီးတောင်ရောက်တဲ့သင်ပေါ်ကြည့်တမှုပါတရှိခဲ့ပါတယ်။ခံကော38ခုနှစ်မှစတင်ကမိနစ်ပေါင်းကြာချီတဲ့ရုပ်ရှင်များကိုစတင်ထုတ်လုပ်ခဲ့ ဒီပွားရေးရှူတော့ကနေကြောရမယ်ဆိုရင်83မိနစ်စာ Snow White ဟာရာရာတိုင်းကိုကြောင်းလက်ချစ်နိုင်ခဲ့ပါတယ်။ကြီးကျယ်ခမ်းနားတာဖြစ်ဖြစ်အငြင်းအဆွန်ရတာဖြစ်ဖြစ်အောင်မြင်တော်ကြတာဖြစ်ဖြစ်ဩဇာမဲ့မှုနှောင်တာဖြစ်ဖြစ်ထိုအရာအလုံးဟာထောင်ပေါင်းများစွာစံပေါင်းများစွာအထက်ဖြက်မှအမိပိုင်းအဖြစ်ဖြက်လေးတိုင်ဖြစ်ပါတယ်။ကြည့်တဲ့ခန္ဓာရာဖြစ်ဖြစ်အညာအစိုးရတာစစ်တီအောင်မြင်ကြတာစစ်တီအော့ပါလမ်းမနိုင်တာဖြစ်ဖြစ်အဲ့ရဒီအပေါ်နာတာ များသောအဖြစ်ကျွန်တော်တို့ကအာရုံစိုက်ကြရပါအနိဗာရက်လက်ကိုသာများသောအဖြစ်ကျွန်တော်တို့အာရုံစိုက်မယ်ဆိုပြီးဘလောက်ကောင်တုံတော့တုံခဲ့ခဲ့ပြီးအစမ်းကြည့်ရဆိုပါဘူးအလျော်တကူပဲရှော့တော်မိမယ်သူတို့ကလုပ်ငန်းများဟာအမိပါငေးလောက်ရက်တည်းလုတ်လုတ်စားရဆိုတာသိတာပါတယ်ဝိုက်ချက်ကပီတဲ့အလားလားရှိရဲ့စအိုးတီခေလုပ်ငန်းများတဲ့ဘိုင်လန်မွေစည်းရင်းငယ်ငုံတီလုပ်ငန်းမြစ်တီကြည့်ကြည့်ပါအဲ့ဒီ ညီစီများဟာလုံငယ်အခု90ကျင်းရင်းနှီးညွန့်နယ်မှုကျွတ်လုပ်ဖို့ပူပါတို့လုံငန်းတဘောလောက်ကတာရှုံးမဲ့တာလေစေကူးလောက်ကတာကငါမုံမုံရက်တီနိုင်ပြီးတကုနှစ်ခုလောက်ကတာတိုးတက်အောင်မြင်ပါကရင်းနှီးထင်ဝင်ထိုင်လေညီရခိုင်နှုံးကြီးတန်ရပါလေဝီစီများနဲ့ရင်းနှီးညွန့်နယ်မှုတတဲမှုကိုကဲငနနဲ့တွက်ချက်ပြပါမယ်2004ခုနှစ်မှ2014ခုနှစ်အကင်းမှာဝီစီများဟာတုစုပေါင်းလုံငယ်မတန်းတထောင်မှာငွေတည်ရင်းနှီးညွန့်နယ်မှု တုလုပ်ခဲ့တာတဲ့စိုက်ဆံဟာရောက်ကိုင်းမုံးဝလုံဝကိုပတ်စံအရှိုးပေါ်ပါတယ်နှစ်တုံးမဟုတ်အစ်လတန်ကငါရောက်ကိုင်းနုံးတရင်းနေမြောင်းနေမှုကတာတေသာတုံးမဟုတ်အသက်20လောက်တန်ရလာပါတရားကိုင်းလုံးလောက်ကတာအသက်20ထက်ဦးရပါတယ်လုံငန်းပါနှစ်ပေါင်းတထောင်ဟတရားရောက်ကိုင်းတော့အောက်တာရှိတဲ့လုံငန်းတရားလောက်မှတာအသက်50ကျော်လောက်တန်ရလာပါတဟာ VCG အမြတ်အစွန်းတန်ရတဲ့ပုံကံကြီးပါ ဒါကိုကြည့်ပြီးဝက်ဆာကပီဘောလုပ်ငန်းဟာအလျင်များတယ်လေထင်ောက်ထင်ပါလေဤဒီလုပ်ငန်းမှာရင်းငွံ့နေမစေအနည်းများလားဥရိုင်းမီကတိတပေါ်တူဦးကြည့်ချေလုပ်ငန်းအများစုသောကာရှုံးကြသည်ကဘာကြီးကဤကဲဆန္ဒနဲ့အောင်မြင်မှုအနည်းတဲ့သူသောကွန်တူတဲ့သဘောရှိပါတယ်တကယ်လို့များတင်ဟာကုမ္ပဏီစိတ်ထရကတူတင်ခံမနိုင်ပြီးပုံမူတင်နေတဲ့အမြတ်ငွေတဲအန်ငွေပေါ်မှာလိုချင်နေဆိုတဲ့အနားပိုင်ကိုမငြိကြီးများမှာရင်းငွံ့နေပါ မှတ်ထားပါအမီးပိုင်းလောက်ကအများကြီးစကားပြောပါတယ်အချိန်ကာရတာရာနဲ့အမြအောင်မြင်တဲ့အများပန်ကုမ္ပဏီကြီးများရဲ့စတော့များမှာရရှိတဲ့အမြပြန်အံွေကဘာချကပီတယ်လုပ်ငန်းမြ ရရတာနဲ့ဘလောက်မှမကွာပါအများပိုင်ကိုမနစ်အများစုကအချစ်အနိမဟန်ကြပါဘူးအနှဲငယ်လောက်ကတော့အချစ်အနိကောင်းကြပါတယ်တရစောက်စာလောက်ကထူးထူးထက်ထက်အောင်မြင်ကြပြီးစတော့စည်းကွက်မှာအဓိကကျတဲ့အမျက်ပြဲအငွေများကိုထုတ်ပေးနိုင်တာပါပိုင်ခိုင်မှုဆိုင်ရာတိမံခန့်ခွဲမှုလုပ်ငန်းတစ်ခုဖြစ်တဲ့ PG မိုးကန်းဟာ1980ပြည်နယ်မှာစလိရက်ဆယ်၃တောင်အမေရိကန်နိုင်ငံရဲ့ထိပ်တိုင်းအငားပိုင်း ကုမ္ပဏီပေါင်း3နိုင်ရဲ့စုစုပေါင်း stock စီပတ်တံမီရဲ့အမ်ကျိုးအမြက်တန်လဲပေးအပ်တဲ့အခြေအနေကိုကျူးစုထုတ်ပေးခဲ့ပါတဲ့ Russell ပုံတော်အလုံးရဲ့40ရာခိုင်နှုန်းကအနည်းဆုံးသူ့ဘူးရဲ့တော့တန်ဘူး90ရာခိုင်နှုန်းလောက်ဆုံးရှုံးခဲ့ပြီးအချိန်ကာလအတိုင်းကြာတပူအထိပြန်လဲဥမော့အဖက်ဆန်နိုင်ခြင်းမရှိခဲ့ပါဘူးတတိယရောက်အမြတ်ငွေကန်အန်းနိုင်လာဟာ900ရာခိုင်နှုန်းသောကုမ္ပဏီများသာတက်ဖြုတ်ပုံစံမျိုးကို ဝချက်ကပီတဲကနေတင်မျောနေလို့ရဒါပေမဲ့ကွဲပြားသောအညုံသိန်းတွေကပြစ်စရာကောင်းလောက်အောက်ကတဲ့အောင်မြင်တဲ့အများပိုင်ကိုမနီအများစုကစက်မှုလုံးလုံးမဟုတ်ကြပါရစ်ပင်ကနဲ့ဆက်တော်ရေးဆိုင်ရအများပိုင်ကိုမနီတဝက်တော်ဟာတမှုရဲ့တမ်းမှုအများစုဆုံးရှုံးသွားခဲ့ကြပြီးကျန်တဲ့အဖက်ဆန်နိုင်ရင်ချင်းနဲ့မရှိခဲ့ဘူးတက်စစ်ပေးဝေကြီးတောက်တုံးကြီးပေးဝေကြီးစတဲ့အများပိုင်ကိုမနီညာတောင်မှတန်ရှုံးမှုနှုံတာဟာတစ်အချိုး ၁၀မှာရှိနေပါတယ်။ဒီနေရာနာစိတ်ဝင်စားဖို့ကောင်းပါကအတားအတားတပုတိအမှုလာကအများတန်ကုမီတကုဖြစ်လာသည်။ငူစပုံးနောင်စင်ငင်းဝင်ဖြစ်လာတဲ့အထိမ်ပါသည်။အဲ့ရာရေးသားစူပါလုံဆောင်မှုကိုပေါ်ဆောင်ခြင်းဖြစ်ပြီးညာတွင်းချင်းချစ်ပေါ်လာတဲ့စောအိုးတီထွေလုပ်ငန်းရုံမခုပါ။ဒါနာမှတသက်အရာကြည့်မယ်ဆိုရင်နှစ်ပေါင်းများစွာရက်တည်နေတော့လေညုံစက်လက်ရက်တည်နေခြင်းမရှိပါဘူး။ ဘရူဆယ်၃မှာအပတ်အောင်ဖြစ်ခဲ့တဲ့ပရိုကယ်ကုမ္ပဏီကိုဥပမာတစ်ခုအနေနဲ့ကြည့်ကြည့်ပါပိုကယ်ဟာ1980ရှစ်စုံနဲ့1990ကာလမြန်နာပထမအုံကောင်းသော Rambo Version ၃ကတာမီနေတာဒူဘေဂစ်အင်စတစ်တိုတယ်ဒီကိုဆိုင်ခနာကြည့်ရဲ့ရုပ်ရှင်များကိုထုတ်လုပ်ခဲ့ပါတယ်1989ခုနှစ်မှာပိုကယ်ကိုအနာဂတ်ပုံမနီအဖြစ်တောင်းလိုက်ခဲ့ပါတယ်အမြင်မှုအရင်ကြီးမားခဲ့ပါတယ်အောင်မြင်ပြီးအာမင်ခဲ့တာက ခန်ကူဝါကိုဆက်တဲ့ခုနှစ်မှာပိုကေရဲ့ဟိုမေယအမေရိကန်ဒေါ်လာတလီယံတော်ဝနီဝါလာတိရှိခဲ့ပြီးကိုခဲရဲ့စုစုပေါင်းဈေးကွက်တမှုပါအမေရိကန်ဒေါ်လာ400မီလီယံအတိတ်အဖြစ်ရုပ်ရှင်စတူဒီယိုမှာငွေအငောင်းအညာစင်လျရရှိခဲ့တာပေါ့နောက်တော့ပိုကာကြာရှုံးသွားခဲ့ပါထုံထုံတွေချင်းမီကဈေးကွက်ထင်းမှာမပေါက်တော့ပါဘူးဘတ်တစ်ကြီးမမနဲ့စီမံကြီးများကျိုလဲသွားပါတယ်ဒါဟာ1990နှစ်လောက်ကစတင်ခဲ့တိုကေရဲ့တမိုင်းကြောင့် ခံကူဟာကိုစက်ချက်ခုနှစ်မှာဒီဝါလီခံခဲ့ရပါတောရှေရတန်တဲ့တုံနာထိရောက်သွားပါကဘာတက်တယ်လို့တောဆောပွားခဲ့တာအညာဘန်ကိုမီဆယ်ကူမှာအေးမွန်တကုံဟာအကင်ကြလာလာနဲ့အဟက်ကိုကဲတို့ကစ်ကက်ကြပါခိုကရဲ့အကြာရာဟာအညာလေးငတူဘူးဆိုပေမဲ့ဟိုတိပတိကြောစရာမလိုတဲ့ရဲ့ချစ်လေးချစ်တာရှိတဲ့စာနံသစ်စင်ရပါခဲ့ပါတယ်အကြာရာရဲ့အရေးကြီးဆုံးအပိုင်းပြပြပါဘူးရူဆိုတုံနာဟာ1980တည်နေမှာဆက်လို့ 83စမြတိုးလာပါတယ်။ဒါဟာအန်အောဝယ်ရအမျက်ပြန်အမှုအမာနာပါ။ဒါဟာအောင်မြင်တယ်လို့သူရမှာပါ။40ရာခိုင်နှုန်းသောကုမ္ပဏီများရဲ့ညွန်ကိများဟာကတိတတကြာရှုံးပါတယ်။သို့တော့900ရာခိုင်နှုန်းသောဒုံငန်းများကသာအကောင်းမှုဆုံးလှုပ်ဆောင်နေကြတာပါ။ Highest Burgers လို့ပါပဲ။ Picasso နဲ့ Martisi တို့အစား Microsoft နဲ့ Walmart ကို 1918ခုနှစ်မှာ Amazon ကုမ္ပဏီရဲ့အမြင့်ပြန်အန်းလူရာ American ထိပ်တန်းကုမ္ပဏီအခု900နဲ့စုစုပေါင်း600ခန်းနဲ့တိရှိခဲ့ပါတယ်။ Amazon တိပတ်လာတာဟာအ धिक အထက် Amazon Prime နဲ့ Amazon Web Service များတောက်ဖြစ်ပြီး Firefox မှစလို့ခရီးသွား agency အထိနောက်များလှစွာသောစံသက်ထုတ်လုပ်ခဲ့တဲ့ထုတ်ကုန်များရဲ့ကမှအမိပိုင်ညအပဖြစ်ပါလေ။ 1918ခုနှစ်မှာ Apple ကုမ္ပဏီရဲ့အမျက်တည်းအငွေက American ထိပ်တန်းကုမ္ပဏီအခု900ရဲ့အလောက်စုပါ900ခန်းလုံးထိရှိခဲ့တာလေဒါဟာ iPhone တော့ဖြစ်ပြီး၎င်းဟာလည်း skip on နီးကညာကဘာတွေကမှ အမိခိုင်လောက်တာတပါတယ်ဒါဆိုရင်အဲ့ဒီကုမ္ပဏီမှာဘလူးလူးပဲအလုပ်လုပ်ကြတာလေ Google ရဲ့ဝန်ထမ်းခန့်အပ်တဲ့နှုန်းကအလုပ်လာလျှောက်ဘူးစုစုပါ ရဲ့တုံရလသမ200ခိုင်နှုန်းသာရှိပါတယ်။ Peace ကတုံရလသမ100ခိုင်နှုန်းပဲ။ Apple ကတော့200ခိုင်နှုန်းပဲ။အဲ့ဒါတော့အမေပိုင်လောက်စီမံကိန်းများကိုအမေပိုင်လောက်များသာရှိတဲ့ဒူနဲစုကထင်းချောင်းမလဲမိတာပါ။မိမိရင်းနှီးညောင်းညံဖို့မန်ကန်စွာ Richard Like ရဲ့ company ကပဲရလက်အများစုအတွက်အရာအနှဲငယ်ကစစ်ပေါ်လာတဲ့ဆိုရက်အယူဆမျိုးဖြစ်ပါတယ်။အဲ့ဒါဟာရင်းနှီးနှုတ်နယ်သူရဲ့အပြုတ်မီဝအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီပရင်ကြီး Napoleon က စင်မြေဒီကပါရမီရှင်ဆိုရာဟာပဝိချင်ကလူတွေကျူးတွသွားတဲ့အခါမှာတာမန်အရာတွေကိုတုံ့ငိုင်နေသူပါကွာလို့ပြောခဲ့မှုပါဒီနေ့ငွေရမှုလောက်ရမှာလဲအတူတူပါယနေ့ခင်းနဲ့ရောင်ညီတဲ့ငွေကြီးနဲ့ဒဏ္ဍာရေးဆိုင်ရာအကြံပြုချက်ပဲအပုထက်ချင်းဘာလို့တင့်တယ်လဲဒီနေ့အတွက်ဘက်စတော့ဘဝရင်ကောင်းမလဲဆိုကူကိုဒါပေမဲ့ယနေ့ခေတ်အထိန်တော်တော်များများဟောပဲ အလာတိအရေးမကြီးတော့ပါဘူးဂျင်းနွန်းညွန့်နေနုခကြီးလန်တလျှောက်မှာယနေ့သို့မဟုတ်မနက်ဖြန်သို့မဟုတ်ဟောကပတ်အတွက်တင်တိလောက်ခဲ့တဲ့ဆုံးဖြတ်ချက်တွေဟာအေးတိုင်းတင်လို့ရှိရှိတဲ့အရာများရဲ့တရားခံလုံးအောင်လေးပါအနှဲငယ်များသာအရေးပါတာပါအဲ့ဒါဟာဘုပ္ပဝင်းချင်းကလူကြီးရွတ်တုတ်သွားတဲ့အချိန်မျိုးမှာပါ1900ပြည့်နှစ်မှာ2019ခုနှစ်အထိတင်ဟာတလကိုအမေရိကန်ဒေါ်လာတဒေါ်လာစုဆိုင်းခဲ့မယ်ဆိုရင်ဘာဖြစ်မလဲလို့စဉ်းစားကြည့်ပါအမေ 2 American dollar ကို American ရဲ့ stock ဈေးကွက်မှာပေါင်းတည်ဖြစ်စီစိုးတည်ဖြစ်စီလစဉ်ရင်းနှီးချက်ဝင်နေကြားရည်ကြမ်းနေတဲ့တိပွားရဲ့အခြေအနေ looming recession ဒုမဟုတ်တမိုးချလာတဲ့တော်တည်ပွဲအတင်က new bear market အတန်းကိုတိပွားရဲ့ပညာရှင်များကထောက်ပြကြောဆိုနေမယ်ဆိုလိုတာမှအရေးမဆိုင်ပဲနေနေစစ်ရင်းနှီးညှို့နှံမှုဆက်လုံးနေအဲ့ဒီလိုမျိုးလုပ်နေတဲ့ရင်းနှီးရုံနေသူကိုစုစုနာမည်ပေးလိုက်မယ် စီးပွားရေးကြဆင်းချိန်မှာယင်းနှိမ့်ညံတာကအရန်ချောက်ကိုကောင်းနိုင်ပါလေ။တီးပွားရေးကြဆင်းနေခြင်းမရှိတဲ့အချိန်မှာမိမိအမေရိကန်ဒေါ်လာကိုတွတ်ဆေးကွက်မှာယင်းနှိမ့်လန်လိုက်တာမျိုးဒါမှမဟုတ်စီးပွားရေးကြဆင်းနေချိန်မှာကြီးသမျှအားလုံးရောင်းချပြီးအားစင်မိသားသားစုဆောင်းလာမှုတီးပွားရေးကြဆင်းမှုပြီးဆုံးချိန်မှာစတော့ဒီကွက်မှာပြန်လည်ယင်းနှိမ့်လန်လာရေးဖားရီကိုတိုးကြည့်ပါတဲ့။အဲ့လိုမျိုးလုံးမှုတဲ့ယင်းနှိမ့်လန်သူကိုဂျင်းလို့နာမည်ပေးလိုက်မယ်။ ီးပွားရေးကျဆင်းမှုအပြီးလက်စအငင်းငယ်ကြတဲ့အထိကြောင်းလန့်ကောင်းကြောင်းလန့်သူနိုင်ပါတယ်အဲ့ဒီနောက်မိမိကိုယ်ကိုဒုံကျည်မှုကြံလာလာပြီးနောက်မှာဒေကွက်တဲ့ကြံတဲ့အခြေချဖြစ်မယ်တင်းရဲ့ American Dollar ကိုစီးပွားရေးကျဆင်းမှုရှိတဲ့အချိန်မှာရင်းညံ့ညောက်နေမယ်စီးပွားရေးကျဆင်းချိန်6လကြာပြီးနောက် stock နေဖို့ထုတ်ရောင်းမယ်စီးပွားရေးကျဆင်းမှုပြီးဆုံးချိန်6လကြာပြီးနောက်ကြံမဲ့ရင်းညံ့တက်မှာအဲ့လိုမျိုးလုပ်တဲ့ရင်းညွတ်နံတို့ကိုတုံးလို့နာမည်ပေးလိုက် အထင်ကျော်နဲ့အမျှအဲ့ဒီရင်းနှီးမြှုပ်နှံသူတော့ဥမာပတ်စံမလောက်ရှိလာနိုင်ရင်လေဆူးစမှာအမေရိကန်ဒေါ်လာ၄3,5551ထိရှိလာပါလိမ့်မယ်ဂျင်းစ်မှာအမေရိကန်ဒေါ်လာ2,5386တိရှိလာပါလိမ့်မယ်တောမှာအမေရိကန်ဒေါ်လာ2,3,4486အထိရှိလာပါလိမ့်ဒီနေရာမှာဆူးစအနိုင်ရပါတယ်1900 ဤနှစ်ကနေ2019နှစ်အထိစုစုပေါင်း1428လရှိပါလာဘ300ဒေါ်လာဟာစီးပွားရေးကြာစင်းမှုကာလများဖြစ်ပါ22ရာခိုင်နှုန်းသောကာလဟာဒီပွားရေးကြာစင်းနေခြင်းနှိကက်နေရပါအဲ့ဒါကြောင့်ဆူးစ်ကဂျင်းနဲ့တွန်းထက်ဆိုင်ဒေဗွန်သုံးပုံများသာပုံများပြတဲ့ပမာဏကိုသရှိခြင်းဖြစ်ပါလေနောက်ထပ်အိုးမှတခုထပ်ပေးပါမယ်ရင်းနှီးမြှင့်တို့တအိုးက2008ခုနှစ်နှစ်ကုန်ပိုင်းလအနေငယ်လောက်နဲ့2009ခုနှစ်ဒီဇင်ဘာလောက် လအနေငယ်အပေးမှာသူ့ငူလုခါမှုက2000ပြည့်နှစ်မှာ2008အထိသူ့ငူလုဖာမှုကဆိုင်တသက်စာဂျင်းနီယုံနယ်မှုရဲ့အမြတ်တအံဝေးအပေါ်ထီယောင်းကိုပုံမကြီးမှပါတဖြည်းဖြည်းကြောင်းလို့ချင်းကတဖြည်းဖြည်းချင်းအချိန်မှလာတည်ရပါလို့ဒေရင်မှုဟောင်းများကဟာတလို့ပြောခုပါလေ ရင်းနှီးမြှုပ်နှံတာဟာတော့အတူတူပါပဲရင်းနှီးမြှုပ်နှံသူတယောက်အမြင်နဲ့ဆိုတာနှစ်ပေါင်းများစွာအချိန်ကုန်ကပြီးစူဇန်လေးလာထိ ंछ ုပ်ခြင်းတဲ့တားလို့ခြင်းမနေတက်ခဲ့ကံကူလိုက်တဲ့တုတ်ပြတ်ချက်ကလည်းတဆင်ဆုံးဖြတ်တာဆောက်ပါရင်းနှီးမြှုပ်နှံမှုပါရမီရှင်တူးဆိုတာဖဝဲခြင်းရှိလူများယူတွတ်သွားသောအခါတာမန်အရာများကိုတုံနိုင်သူကိုဆိုလိုပါတယ်အမိပိုင်းလောက်ကအရာတိုင်းကိုမောင်းမြင်တာပါပဲ စီးပွားရေးလုပ်ငန်းမှာဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံတာဖြစ်ဖြစ်ငွေပြေးပိုက်ဆိုင်ရာဖြစ်ဖြစ်အမေပိုက်လောက်ကအရရပေါဟားငင်တယ်လို့တင်ခံယူလိုက်တဲ့အချိန်ဟာအများစုမှာမာယွန်းမှာကြက်တီးတာကြာရှုံးမှာဆုံးရှုံးတာပဲပါပုံမှန်ဆိုတာတရှိနားလဲပါလေတကယ်လို့ညာတင်ဟာစတော့ကောင်းကောင်းကိုရွေးချယ်တတ်တဲ့သူတယောက်ဆိုရင်ရွေးချယ်ခဲ့မှုတဝက်လောက်ဟာမှန်ကန်ခဲ့လို့ပါတကယ်လို့တင်ဟာစီးပွားရေးလုပ်ငန်းတစ်ခုရဲ့ခေါင်းဆောင်ဆိုလို့ တရထုတ်ကုန်နဲ့ဘျူဟာတဝက်လောက်ကအလုတ်ဖြစ်ခဲ့လို့ကတကယ်လို့တင်ဟာဒီညမြောင်းငယ်သူကောင်းတယောက်ဆိုရင်မိတတော်မင်းများမှာအတင်ဒီခဲ့တယ်လို့အမားများပါလေရှိခဲ့ကူပါတကယ်လေတင်ဟာဝန်နန်းကောက်ကြောက်ဖို့နဲ့ချိန်ဖန်များပါတိုးစားပြီးနောက်တင်ဟာမှန်ကန်တဲ့နေပယ်မှာမှန်ကန်တဲ့ကုမ္ပဏီကိုရှာတွေ့ထားသူပါဒါရီဟာတင်တခုခုမှာတော်နေတယ်ဆိုရင်ပေါ့တင်ဟာမိဟာစီးပွားရေးမှာအရန်တော်နေတယ်ဆိုတာစေခါမှ၆ခါလောက်မှန်ကန်နေခဲ့လို့ဘောလုတ် ဒီဘက်ခေတ်မှာအတော်ကောင်းရှင်နိမနာတို့တူဖြစ်တဲ့ပီတာလန့်စ်ကကျော်ဖူပါတချို့တော့နေပယ်မှာတော့အထိန်တိုင်းပြပြစော့နေဖို့တော့လိုအပ်ပါဥမာအခေဒရင်တစင်းတန်တက်လန်မျိုးပါတချို့မဲ့ပယ်ကြတော့အထိန်တိုင်းနေပါတော်တော်ကြီးကိုကောင်းမွန်နေဖို့လိုအပ်ပါလေကိုဥမာအခေစားတော့ကန်ကစဖို့မှုလို့ရေးပေါ့ရှင်နိယုံမဲ့ကစီပွားရေးလုပ်ခြင်းနဲ့ငွေကြေးဆိုင်ရာကိမခန့်ခွဲခြင်းတို့ပါအဲ့ဒီနေပယ်ငန်းလို့မဟုတ်ပါရှင်နိယုံမဲ့သူများနဲ့စူဦးတီထွေနှုံရရှင်များတဲ့မှာတခါ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်မချနိုင်တဲ့သူတွေလည်းရှိပါတယ်။အထင်ကြီးဤစားလမ်းရတဲ့သူတွေဟာအကြခဏကိုယ်တို့လှုပ်ဆောင်ရတဲ့လှုပ်ဆောင်ရမှုအပေါ်မှာတောက်စရာကောင်းတဲ့အတွေးခေါ်တွေနဲ့ထုတ်ပို့ထားတတ်ကြပါတယ်။ Amazon Company ကိုကြည့်ကြည့်ပါ။အဓိကကျတဲ့ကုမ္ပဏီကတာရှုံးမဲ့ထုတ်ကုန်ကိုထုတ်လုပ်မိတယ်ဆိုတာကိုအလိုလိုမသိနိုင်တာဟာကိစ္စမရှိပါဘူး။ပုံမှန်အချင်း CEO ဟာရှယ်ယာရှင်များကိုတောင်းပန်တဲ့နယ်လို့တင်ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့ CEO ဖြစ်သူ Jeff Bezos ဟာ စစ်ပြက်ပွဲကောင်းတဲ့ကုမ္ပဏီရဲ့ Firefox စတင်တန့်ချပြီးမကြာခင်မှပဲယခုလိုပြောခဲ့ပါတယ်။တကယ်လို့များခမားတို့ကဒါဘူးကြီးမားတဲ့ဆုံးရှုံးမှုလို့ထင်ရင်ကျွန်တော်တို့ကအခုထက်ကိုပိုမိုကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုခုလုပ်နေတာပါပဲ။ကျွန်တော်တို့နောက်နေတာမဟုတ်ဘူးနော်။အဲ့ဒီတည်းကတချို့အရာတွေက Firefox ကိုတင်းငယ်တဲ့ review လေးပမာလေးဖြစ်အောင်လုပ်ပေးကောင်းမှာပါ။ Amazon company ဟာ Firefox မှာငွေကြေးအမြောင်အများ ဆုံးရှုံးခဲ့ရပေမဲ့ Amazon Web Service ကဲ့သို့တော့အရာများမှ American Dollar ဘလီယံမောင်းများစွာတန်နေရရှိခဲ့ပါလေ။အမီဖိန်လောက်ကကဲတင်သွားတာပါ။ Nasplay ရဲ့ CEO ဖြစ်သူ Reed Astin ဟာကုမ္ပဏီရဲ့ကြီးမားတဲ့ထုတ်လုပ်ရေးကုန်ကျစရိတ်ဘတ်ဂျက်များကိုချက်တောက်လိုက်တော့တခါကပြင်ညာပူးပါလေ။အခုဆိုကျွန်တော်တို့ရဲ့ပေါင်းမြောက်တဲ့အချိုးအစားဟာ အရင်ညစ်နေပါပြီအတောင်းသာဖန်တီးတဲ့အဖွဲကိုကျွန်တော်အမြဲတွန်းအားပေးပါတယ်ကျွန်တော်တို့ပို့ပြီးစွန့်စားဖို့လိုပါတယ်မင်းတို့တွေဒီထက်ပို့ပြီးယူတုတ်တဲ့အရာကိုစူးစမ်းတင်တယ်ဘာဖြစ်လို့လဲဆိုတော့အတောက်လိုက်တဲ့ ်ဆုစုပေါင်းနှုံးသားဟာပုံမြများတင်တယ်လို့ Red Hastings ကတုတ်ပြန်ပြောဆိုခဲ့ပါတယ်။ဒါတွေကတာဝန်ယူမှုအတွက်မှိုက်တိုက်တာမျိုးဒါမှမဟုတ်ကြာရှုံးတာမျိုးမဟုတ်ပါဘူး။ဒီရာတွေကအမီဖိုင်လောက်ကအောင်မြင်မှုစတီတို့ဘလိုမျိုးမောင်းငင်ပေးနိုင်တယ်ဆိုတာကိုထပ်မြက်တဲ့အတိအပတ်ကျလက်ခံမှုတစ်ခုပါ။တင်တီးတဲ့ Amazon Prime ဒါမှမဟုတ် Orange is the new black ရုပ်ရှင်စီးရီးလို့ဟာတေချာပေါ့အမီပိုင်းလောက်ပါပဲ နေပေအနားစုမှာအစိုးတဲ့ခတ်ပေါ်လာတဲ့ထုတ်ကုန်ကိုသာမြင်နိုင်တာကအလိုလိုမတိနိုင်ရတဲ့အကြောင်းရင်းတစ်ခုပါဆုံးရှုံးမှုတွေမဖြစ်ဘဲနဲ့အမိပိုင်လက်အောင်မြင်တဲ့ထုတ်ကုန်ဖြစ်မလာပါဘူး TV ပေါ်ကလူရှင်နော်ခရစ်စထရနှစ်ဖက်နှစ်ဆက်ပုံနဲ့အော်စကာဆုကေကမော်ဝစ်စမေးရဲ့တင်မော်ထက်ပားရိုက်ခြင်းကိုခံခဲ့ရသူပါသူ့ရဲ့ဟာတညာဟာရေရပြီးအမှားကင်းတယ်လို့ပါပဲခရစ်စထရဟာကလပ်အသေးစား ဒါသင်္ကောင်းများစွာမှာနှစ်စဉ်ဖြောပြတင်ဆက်သူပါဒါဟာအခြေအနေရပါဘယ်ဟာပဉ္စရှင်ကမှညတိပြက်လုံးဟာ တကယ်ရရကံချက်မလဲဆိုတာကိုသူတင်တိနိုင်လောက်အောင်ထမျက်မှုရှိပါပြီနမကြီးအတတူရှင်နိုင်လူလူဟာဖြောပြရဲ့အကြီးတွေမတိုင်ခင်တလက်တတိလေးပင်မှာသူတို့ရဲ့ပြက်လုံးများကိုကန့်တက်ချတာရယ်ခရစ်စတော့ကအခုလိုပြောပြပါတယ်နက်လက်ချော်ဖြေဝဲလို့ရတာဟာ ဝက်ကဲတစ်ခုလဲမှာလုံရတဲ့ပုံစံမျိုးလိုစတင်လို့မရပါဘူးပြီးခဲ့တဲ့နှစ်လထော်ခွေမတိုင်ခင်မှာ new breastfeed မှာရှိတဲ့ screen first လိုနေရာမျိုးမှာထော်ပြခဲ့ပါတယ်နယ်လက်ဖြော်ဖေးပွဲမတိုင်ခင်မှာအဲ့ဒီလိုဖြော်ဖေးပွဲမျိုးအချိန်ဒီစေတမမဟုတ်မရတဲ့လားလုတ်ခဲ့ပါလေတင်းစားတဲ့စားမှာအဲ့ဒီလိုကလတ်တတလေးတွေကချော်ဖေးမှုတွေကိုဒီလာတန်ပြီးခဲ့ပါလေသူကမှတ်စုစာအုပ်အပအဝဲအခြားကြည့်စီရလက်သေးတွေရှုပ်ပန်းနေတာ ဘာပဲဟုဖော်ပြခဲ့ပါတယ်ကျွန်နှစ်တလုံးဒီကိုပယ်ထုတ်ကြည့်ရတော့မယ်လို့ချော်ခေရင်ကြောက်ပါတယ်နတ်စလစ်ပေါ်မှာသူ့ရဲ့တလုံးတွေကနိုင်ပေါင်းများစွာအချိန်ရာချီပြီးတိုးစားခဲ့တဲ့တလုံးတွေရဲ့မိပိုင်လောက်တန်ရှိပါတယ်ဒီနည်းမျိုးနဲ့ညမှာလေထိုကဲ့သို့ကဝရင်ပပရဲ့အတရင်ကျေဝါချမ်းသာမှုနဲ့ပြင်းပြနှစ်စင်မှုဝေဘလောက်ဆိုတာကိုမေကူစွာရှာကြည့်နိုင်ပါလေဒါမှမဟုတ်သူ့ရဲ့အကောင်းဆုံးနဲ့အကင်ရှာခြင်းတို့ဂျီနီကဲ့နယ်မှုကိုလည်းရှာပြနိုင်ပါလား ဲ့ဒီအကြောင်းအရာတွေဟာပွင့်လင်းမှုရှိပြီးလူတွေတွန်းလေကြောင့်အကြောင်းအရာတွေလည်းဖြစ်ပါတယ်။သူ့လုံတဲ့တခြားဒီနည်းပုံလည်းမှုများကို RCT နိုင်ဖို့တော့အတော်ကြီးကခဲပါလိမ့်မယ်။သုံးစားလို့မရတဲ့စတော့များအယုတ်ချိုးအချီးတန်ခဲ့တဲ့စီးပွားရေးလုပ်ငန်းများထိုးတန်ညံပြင်းတဲ့ဆရာဝတ်ဂျူတူများစတော့တွေကိုတော့လူတွေကတော်ကြတာမဟုတ်ပါဘူး။သို့တော့၎င်းတို့ဟာဝရင်ပါဖတ်ဘဝရဲ့အရေးကြီးတဲ့အစိပ်ပိုင်းများဖြစ်ပါတယ်။ ၎င်းချစ်ချက်တွေရဲ့အခြားတစ်ဖက်မှာအမိပိုင်လောက်ကသာအမြတ်တအန်းကိုရရှိလာပါသူဟာ store share စုစုပေါင်း၄ယောက်ကနေ၅ယောက်အထိသူ့ပွားမှာပိုင်ဆိုင်ခဲ့ဘူးတယ်ဆိုပေမဲ့၎င်းတို့တဲကမှ၁၀ခုလောက်ကသာသူ့ပစံတန်ရတာပါလို့၂၀၁၃ခုနှစ် Bridge Hathaway ရဲ့အစု share ရှင်များအစည်းအဝေးမှာ Warren Buffett ကကြေပြခဲ့ပူပါတယ်ဖရစ်ရှိရဲ့ထိတ်တန့်ခြင်းချင်းတုံ့နယ်မှုအချို့ကိုဖယ်ရှားလိုက်ပါက၎င်းရဲ့ ရေရှိလမ်းကြောင်းဟာအတော်ကြီးတမ်းမြောက်ကထစ်ပါလိုက်မယ်လို့ချာလီမာကာကပြောပါတယ်ကျွန်တော်ကစံထားရတဲ့တကယ်အကြလေးလာခဲ့တဲ့အခါမှာသူတို့ရဲ့လုံးဖက်ထက်ပိုင်သူတို့ဘလမရှိရဲ့ဆိုရဲ့အပေါ်မှာတပုံမအယုံဆိုင်ဖြစ်ကြပါတယ်အဲ့ဒါကြောင့်ပဲကျွန်တော်တို့ကြာရှုံးတဲ့အခါဆုံးရှုံးတဲ့အခါနောက်ကျတယ်နေတဲ့အခါမှာကျွန်တော်တို့တခုခုအမှလုံးနေတယ်လို့ခံစားရတာပါတို့တို့ကျွန်တော်တို့မားတာလေခင်နိုင်လေနှံသားတာလေခင်နိုင်လေ ါမှမဟုတ်ကျွန်တော်တို့ကတခါတည်းရမှာ အတော်ကြီးကိုဆရာတက်တာရလေအင်းနိုင်သူတို့ဒီမနေ့အခါအင်မန်တာတဲ့ပုံမှန်နေလို့ဆိုနိုင်ပြီမဲ့တင့်တဲ့အမားနေတဲ့သူတွေတော့မဟုတ်ပါဘူးတင်ဟာမန်တာလည်းမဟုတ်မွားရလည်းမဟုတ်တာခါတာအရေးကြီးတာပါလို့ဘီလီယနာတထေးကြီးကျော်စရောကန်ကျော်ပူပါတို့တော့ကန်ကန်တဲ့အချိန်မှာတက်တန်ဘလောက်ရတယ်နဲ့မာယွန်းတဲ့အချိန်မှာဘလောက်ဆုံးရှုံးရတယ်နဲ့ပို့ တေဆာအချိန်တဝက်လောက်မှန်းနေရင်တောင်မှကောင်းပုံနဲ့တကြမှာကိုဖန်တီးနိုင်တာသေးတယ်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ဂလရီအတွင်းမှာဂျိုကန်ဘလီယံတရာလောက်ရှိပြီးအတိငယ်မြင့်တဲ့တက်ရှိများနေထိုင်နေတူရဲ့လို့ကျွန်တော်တို့ရဲ့ကဘာတစ်ခု ရှိသေးတယ်လို့တည်ထားတာပါတကယ်တော့တင်ဖက်နေတဲ့ဒီစာအုပ်က တင်ဆက်ကူးနိုင်တဲ့အရှိဆုံးအမိရဲ့ရလက်ပါပဲနောက်ထပ်ကြောစရာတွေနဲ့ပတ်သက်ပြီးကြောစရာရှိပါတယ်ပတ်ဆက်ဟာတင့်ကိုကိုပြီးကြောရှင်အားဘလို့လုတ်ပေးရဆိုတာပြောပြပါမယ်